Hello, my name is Lau. I'm going to talk to you about the video market. So, if you want to buy crypto, you can buy crypto. If you want to buy crypto, you can buy crypto. If you want to buy crypto, you can buy crypto. If you want to buy crypto, you can buy crypto. If you want to buy crypto, you can buy crypto. Now, we're going to buy crypto. 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 HRB, BNB, Sol, ADA, Dquan, we're going to buy crypto. ETH, DOS, DRH, BCH, DOT, FS, APD. LDC နဲ့ ICB ဘောဒီကွန်ကြတော့နည်းနည်း down side မှာပြန်ရှိလာတာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့ဈေးကွက်မှာ strong recovery strong down side ကိုကျွန်တော်မတွေ့ရသေးဘူးပေါ့နော်။ဆိုတော့လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ဒါ volume နဲ့အနေအထားတစ်ခုရှိရပေါ့။ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့အတွက်ဒီထက်မှာ entry point တွေ target တွေကဘယ်လိုရှိမလဲဒါတွေကိုတစ်ချက်နားလည်မယ်ပေါ့နော်။ဆိုတော့ trading view မှာကျွန်တော်ဒါ BTC ရဲ့4 hour chart pattern ကိုတစ်ချက်လောက်နားလည်ရမယ်ဆိုရင်အာလက်ရှိကျွန်တော်တို့ဒီ BTC က6000 5000အထက်ကိုရောက်ပြီးတော့မှဒါပြန်ပြီးတော့ နည်းနည်း down side ကိုပြန်ရောက်လာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ပေါ့နော်။ဒါရင်ရှင်းရင်းဆက်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါရင်ရှင်းရင်းဆက် spot line 7300 7400ဆိုတဲ့ spot line ကိုကျွန်တော်က break လုပ်ပြီးတော့ဒါ down side ကိုရောက်ခဲ့တာရှိရပေါ့နော်။ပြန်ပြီးတော့အဲ့ spot line ကို cross လုပ်တဲ့အချိန်မှာကျွန်တော်က attack ကိုကောင်းကောင်းမွန်မွန်ဖြစ်ခဲ့တာရှိရပေါ့။ဆိုတော့ဒီတန်းမှာကျွန်တော်ပြန်ပြီးတော့ဒါ anti point တွေဘယ်လိုရှိမလဲပေါ့နော် anti point ကတော့ကျွန်တော်ရင်ဗီဒီယိုမှာလည်းပြောထားခဲ့တယ်ပေါ့နော်9000 3000 9000 3000 9000ပေါ့နော်ဒီကြားထဲမှာကျွန်တော် first entry တခုယူထားလို့ရတယ်လို့ဆိုတော့မနေ့ကကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှဒါရန်ကြည့်ယူထားတဲ့သူတွေဆိုရင်တော့လက်ရှိဆိုရင်ဒါ profit ထဲမှာရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ target တွေကဘယ်လိုရှိမလဲဆိုတော့ဒီကနေကျွန်တော်အထက်ကို target တွေကတော့ဒါတသိန်းအနေစပြီးတော့3000 3000 8000ပေါ့နော်ဒီလိုနဲ့ကျွန်တော် target တွေရှိလာမှာပေါ့ဆိုတော့ကျွန်တော်ဒီကနေစပြီးတော့ကျွန်တော်ကဒါ9000အနေ9000 2000ဆိုတော့ကျွန်တော်ဒါ spot line အနေနဲ့ဒါယူမှာပေါ့နော် ဘက်ကိုကျွန်တော် register အနေနဲ့ကြတော့တသိန်းတသိန်း9000တသိန်း8000ပေါ့ဒီလိုတဖြည်းဖြည်းနဲ့ကျွန်တော်ဒါချိန်လာမယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော် BTC ရဲ့ four hour chart pattern ရပေါ့နော်ဆိုတော့ BTC ရဲ့ daily chart တရကျွန်တော်တစ်ချက်လောက်ကြည့်ကြအောင်ပေါ့ BTC ရဲ့ daily chart တရကျွန်တော်ကြည့်ကြည့်မှာဆိုရင် daily ရကျွန်တော်အရင်တော့ဆိုရင် high low high high pattern ကို follow လုပ်ခဲ့တယ်ပေါ့နော် down trend တော့မှာလက်ရှိကျွန်တော် up trend ထဲမှာကြတော့ကျွန်တော် high 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 low pattern တွေကို follow လုပ်နေတယ်ဒါဒီကောက်မှာတဖြည်းဖြည်းနဲ့ recovery ဖြစ်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါမှလည်းဒီမှာ downfall တစ်ခုလောက် အာတေတေမမတခုရှိနိုင်တယ်ပေါ့ပြောချင်တာလက်ရှိ volume နဲ့နည်းနေတဲ့အတွက်ကြောင့်မလို့ဒါ liquid က strong recovery ဖြစ်ဖို့တော့ပိုပြီးတော့များတယ်ဒါပေမဲ့ chance တခုအနေနဲ့ကျွန်တော်ဒါအာ recovery ဖြစ်နေတဲ့အနေအထားမှာကျွန်တော်ဒါ downfall တခုလည်းရှိလာနိုင်တယ်ဘောနောအဲ့ downfall ကကျွန်တော်ဒါ9000 2000 9000ဒီလောက်ထိဖြစ်မှာပေါ့အဲ့ဒါကနေကျွန်တော်ဆက်ပြီးတော့ကြမှာဆိုရင်တော့ဒါ9000ကနေ9000 2000ထိလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာကျွန်တော်ဒါ leverage trading လုပ်တဲ့သူတွေအနေနဲ့ကြတော့ဒါသတိထားပြီးတော့ဒါ anti ယူရမယ့်အနေအထားတစ်ခုတော့ရှိရပေါ့ ီကွက်ကကျွန်တော်တို့လက်ရှိအနေထားမှာဆိုရင်တော့ဒါပြီးခဲ့တဲ့ကျွန်တော်စနေနေ့ကလေးကလက်ရှိငြိမ်နေတဲ့အနေထားမှာရှိရပေါ့နော်။ရိုင်းတို့လို့ရှာရှာအထက်ကိုလှုပ်သွားတာတို့အောက်ကိုရန် down side ကိုရောက်သွားတာတို့ကျွန်တော်မတွေ့ရသေးဘူးပေါ့။ဆိုတော့ကျွန်တော်တို့ဒါ candle ကလည်း two and three EMA အထက်မှာရှိတဲ့အတွက်မှာအတွက်ကြောင့်မလို့ဒါ front back ကိုပဲကျွန်တော်ပို့ပြီးတော့ဒါဦးစားဖေးအနေနဲ့ရှိနေတယ်ပေါ့နော်။ဆိုတော့ဒါကတော့ကျွန်တော် BTC 4 hour chart pattern ဟောဒါ daily chart pattern ရဖြစ်သွားပြီပေါ့နော်။ ဆိုတော့ကျွန်တော်တို့ဒါ weekly chart pattern ရနားလည်အောင်ပေါ့ကျွန်တော် weekly အရကျွန်တော်တို့ဒါ DCA point ပေါ့နော်9000နဲ့9000နဲ့1000ဆိုတဲ့ point တစ်ခုอ่ะလေကျွန်တော်တို့ဒါ weekly အရယူထားတာဖြစ်တယ်ပေါ့ဆိုတော့ weekly အရကျွန်တော်တို့တရားကြည့်ကြည့်မှဆိုရင်ဒါအာကျွန်တော် weekly အရကျတော့အရင်ကတည်းကဒါ friend ထက်မှာရှိနေခဲ့တာပေါ့နော် weekly အရကျွန်တော်အရင် high high တုန်းကဆိုရင်ဒါတသိန်းအထက်ရောက်ခဲ့တယ်ပြန်ပြီးတော့ကျွန်တော် weekly အရ down side ကိုပြောရမှာဆိုရင်ဒါ9000 9000အောက်ကိုနည်းနည်းရောက်ခဲ့တယ်ပေါ့နော်အဲ့ကနေတဖြည်းဖြည်း recovery ဖြစ်လာတာလက်ရှိဆိုရင်ဒါ9000 3000 9000 4000ရှားတဲ့မှာရှိနေတယ်ပေါ့ ဆိုတော့ဆက်ပြီးတော့လဲဇီကွက်မှာ recovery ဖြစ်ဖို့ပဲ chance ကပိုများတယ်ပေါ့နော်။ဒါပေမဲ့လဲကျွန်တော်တို့ဇီကွက်ရဲ့ဒါ down side ကိုပြန်ရောက်လာနိုင်တဲ့အနေထားကိုလဲကျွန်တော်တို့ test ထဲသတိပြုရမယ်ပေါ့။ဆိုတော့ဒီထက်မှာကျွန်တော်တို့ DC point ကတော့လက်ရှိ9000ကနေ9200မှာဝယ်တဲ့သူတွေရောကျွန်တော်အရင်8000ကနေပြီးတော့8400မှာဝယ်ထားတဲ့သူတွေရောတကယ်လို့ဇီကွက်ကကျွန်တော်တို့ down side ကို strongly ပြန်ချမယ်ဆိုရင်ဒါ9000ကနေ9200မှာကျွန်တော်တို့ DC point ဖြစ်မယ်ပေါ့နော်။ဆိုတော့ DC ကိုကျွန်တော်ဘာတောင်ပြောရလဲဆိုတော့ကျွန်တော်ဇီကွက်မှာဒါ အာဘယ်လိုဘယ်လိုခေါ်မလဲအရင်ပုံမှန်တွက်ထားလို့မရဘူးပေါ့နော်ဒီခါလေးကျတော့ကျွန်တော်တို့ဒါ bad news အရာရော tariff news တွေပေါ့ရင်ကျွန်တော်တွေးလာရတဲ့အတိုင်းပေါ့နော်ဖြတ်သန်းလာရတဲ့အတိုင်းပေါ့ဆိုတော့ဒီအရာတွေလည်းကျွန်တော်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါအာ DCA ကိုလည်းကျွန်တော်တစ်ခါတည်းထပ်တွက်ရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒီဗီဒီယိုမှာတော့ဒါပြောမယ်ဆိုရင် weekly အရာရောကျွန်တော်ဒါ daily အရာရောပို့အဝါအရာရောဒီကွက်ကတော့ပြန်တက်မှာရှိနေတယ်ဒါ recovery ရောကျွန်တော်ဒါ ကောင်းကောင်းမွန်မွန် strongly မတွေ့ရသေးဘူးပေါ့နော်အဲ့ဒီအချက်ကလည်းကျွန်တော်ဒီဘက်မှာ volume နည်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်